ောင်းကောင်းကြီးလိုက်တဲ့အခါကျတော့မေးစီတွေမေးယိုးတွေကကွဲကျနေတယ်အပေါ်ကအုတ်ခွန်ရှိတယ်သမင်ပါပါလေးကတ်နေတယ်ဒါပေမဲ့အုတ်ခွန်တွေလည်းကွဲကျနေတယ်ကျမယောက်ျားကအောက်မေးယိုးထက်တဲ့အတွက်သူ့ရဲ့သွားဘလူပဲစီတာစီတာအောက်သွားအရှိကိုရောက်ပြီးအပေါ်သွားအနောက်ဒီအရေးကြီးတဲ့အချက်ကိုကျမရှာမတွေ့တော့ဘူးကျမအရာကိုပဲကြည့်ချင်တာကျမယောက်ျားဟုတ်မဟုတ်သွားအဓိကပဲ ကျမမြင်မှုသမျှလူတွေထဲမှာကျမအသက်ကို40ကျော်ထိကျမအလိုစက်စီထားရင် သွား အောက်သွားအရှိရောက်နေတဲ့လူကျမတခါမမြင်ဘူးလေဆိုဒါကိုကျမမှမသိတော့တာအဲလောင်းတယ်လာတယ်ထူးဆန်းတာအလောင်းတယ်လာတယ်လမ်းကြတော့ကျမတို့လာတယ်လမ်းမဟုတ်တော့ပြန် တွက်ကြည့်ရင်ကျမတို့အဲ့လမ်းကသာလိုင်းကားအထက်ထိဝင်လို့ရတယ်။ကောင်းကောင်းကားမောင်းသွားလို့ရတဲ့လမ်းတွေကိုကျမတို့အပြန်ကြတော့ပြန်ခေါ်လာတယ်။ကျမမြို့နယ်မှုမီးတယ်။ဘာဖြစ်လို့အရင်တော့ကကျမတို့ဒီလမ်းကမခေါ်လာတာလဲ။အလောင်းတယ်မှာဒီလမ်းကပြန်ခေါ်လာ။ဒါတော့ကျွန်တော်တို့မသိဘူး။ဒါစစ်တပ်ပြတဲ့လမ်းတိုင်းကျွန်တော်တို့လာရတာ။ခုအပြန်ကြတော့အလောင်းတယ်မှာမဟုတ်လို့ဒီတက်သေးထဲမှာပါတဲ့ ရွှေဝါကြောင်ကြီးရွာအုပ်ချုပ်ရေးမှုတို့ပါလို့ကဒီလန်းတိုင်းသွားရွာတဲကိုဝင်ရွာလက်ခံမှာမဟုတ်အလောင်းတယ်လာလို့ဆိုလို့ပြလို့ကျွန်တော်ဒီလန်းတိုင်းလာတာအစရိယာရှင်တို့မှာအစီအစဉ်မရှိဘူးလားဒီလန်းတိုင်းလာရင်ကျွန်တော်တို့ကားအထဲထိဝင်လို့ရတယ်နက်နက်လေးပဲရှောက်ပါတယ်အဲကျွန်တော်တို့တော့မသိဘူးလို့သူတို့ပြောတယ်ကိုပါကြီးတို့လောင်းပြန်ရလာပြီရလာပြီးတော့မော်လမြိုင်ကိုပြန်တယ်ပြီးတော့မော်လမြိုင်ပြန်ရောက်တဲ့အချိန်မှာရင်ခွဲရုံနဲ့တန်းရောက်သွားတယ်အဲ့ဒီအချိန်မှာပဲဟိုပြဿနာတွေစပြီးတော့ဟိုကြုံရတယ်ပေါ့ မော်ဂျူရီရဲ့ကိုလောင်းထဲတယ်အပေါ်ကကတ်နေတဲ့မြေကြီးမှုန့်နေပါလေဈေးဈေးကြောလိုက်ပြီပေါ့နော်အခါကြည့်လို့ရတယ်လို့ကျမကပြောတယ်ကုလလောဆယ်ဆင်းနေတယ်ခဏဆောက်ပါဆိုကျမဆောက်နေအချိန်မှာကျမကိုဒီပြင်းနေဆေးရောအူကြီးပေါ့တွေ့ချင်တယ်ခဏလေးလိုက်ခဲ့ပါဆိုပြင်းနေဆေးရောအူကြီးရုံခန်းကိုကျမလိုက်သွားတယ်အဲ့ခါသူကဘာပြောလဲဆိုအလောင်းကရက်ကကြာနေပြီအနက်လည်းမကောင်းတော့အဲ့ခါကျတော့ဒီမှာပဲတချို့ပါလား ခမရဒီမာသာတချို့မယ်ဆိုကျွန်တော်အကောင်းဆုံးလုပ်ပေးမှာဖုန်ကြီးတွေလည်းပြည်နယ်မြို့ပေါ်မှာရှိရဲအကောင်းဆုံးဖုန်ကြီးကျောင်းတွေပင်ပြီးတရဏဂုံတင်ပေးမယ်အလှူကိုလည်းကျွန်တော်တို့အစိုးရစီရင်နေကျွန်တော်ကကျွန်တော်လုပ်ပေးမယ်လို့ပြောတယ်အဲဒါမဲ့ကျွန်မတင်မယ်လို့ပြောတော့ရပါတယ်ခမရစိတ်ဆန္ဒပဲလေကျွန်မကျွန်တော်တို့ရဲလုပ်ပြီးသွားရင်ရဲဖက်ဆိုင်ရာအလုပ်ကိစ္စအားလုံးပြီးသွားရင်တော့ခမရတဲပါဘယ်ရက်မှတည်ခြင်းလဲအဲ့ဒီမှာပဲတခါတည်းမေးတော့ကျွန်မခုနှစ်နှစ်မြင့်တဲ့အစော်ကြီးတည်မယ်ဆိုကျွန်မအဲ့မှာပြောခဲ့တယ် ြောပြီးပြန်လာတယ်။အဲ့ချိန်မှာအလောင်းကစေချောတန့်စင်ပြီးသွားပြီ။ကျွန်မအိညာငါးရက်နေညာတော့ထပ်ဝင်မကြည့်ပြစ်ဘူး။ကျွန်မသွေးတွေတအားတိုးနေတော့ကားပေါ်မှာလဲနေတယ်။အဲ့အချိန်မှာပဲ88ကကိုညာကြီးတို့ပါလူကခက်မြန်မြန်ပြေးတက်လာပြီးမတနာရှိတဲ့တကားကားတကားကိုလော့ပိတ်ချထားတယ်လော့ချထားလိုက်တော့အားလုံးအပေါ်တက်တော့ဆိုပြီးတော့အကုန်ကျမတို့တက်ခိုင်းလိုက်တယ်အဲ့ချိန်မှာရှင်နေဦးရောဘတ်ဆောင်တို့လည်းပြေးတက်လာတယ်ကျမဘာဖြစ်လို့လဲတုံးလုံးလဲနေရထားတော့ဘုံကြီးရှစ်ပါရောက်လာတယ် ီအလောင်းကိုဒီမှာပဲတချူရမယ်။မတချူပြန်ယူသွားမယ်ဆိုလို့ရှိရင်ရွာနာတဲ့အတွက်ဝိုင်းတားစီမယ်။အဲ့ဒါကိုထိုင်တဲ့ကိုကံပဲဖြစ်တယ်လို့သူတို့ပြောတယ်ပေါ့။နောက်ရခိုင်လို့အရေးခင်းမျိုးတစ်ခုဖြစ်သွားခြင်းလားလို့ဘုန်းကြီးရှစ်ပါးရဲ့တပါးကပြောတယ်။ကုတော်တော်ဟောင်းကလည်းစကားပြောနေကြတယ်လို့ပြောတယ်။အဲ့ဒါနဲ့ကျမတို့တို့လုံးကြုံရရဆိုပြီးကာတကားတွေပြေးလိုက်တယ်။ ျွန်တော်တို့ကတော့အဲ့ဒီအချိန်မှာဒီသတင်းကိုအချိန်မီပြန်ပို့ဖို့အတွက်ကျွန်တော်တို့ကအင်တာနက်ဆိုင်မှာကျွန်တော်တို့သတင်းပို့နေတယ်အဲ့ဒီအချိန်မှာပဲမော်လမြိုင်မြို့ကန်သတင်းတောက်ဟိုဟိုဟာတွေကကျွန်တော်ရှီကိုဖုန်းဆက်တယ်မော်လမြိုင်မြို့မှာဆိုလဲမြန်မာနိုင်ငံသတင်းသားဆရာအတင်းကအဲဟိုကျွန်တော်တို့သတင်းတမမိတ်ဆွေတွေရှိတယ် MJ ရဲ့ဥက္ကဋ္ဌကိုယ်တိုင်ကအဲကျွန်တော်တို့စိတ်ပူလို့ဗာမြန်ဖြစ်လဲပေါ့ဘာဖြစ်လို့လဲလို့ကျွန်တော်ကပြန်မေးတဲ့အချိန်မှာစေးရုံမှာတဲ့ဘုံကြီးတွေလာပြီးတော့ဟိုဒီကိုပါကြီးရုပ်အလောင်းကိုမွန်ပြည်နယ်တဲ့ကနေဖြတ်ပြီးတော့အသင်မခံဖို့အတွက်အမှလာပြီးတော့ ဟိုသူတို့တားမြစ်တယ်အဲ့ဒီတားမြစ်တဲ့အချိန်မှာလဲသူတို့ကတည်င်းသမားတွေကိုသူတို့ကဟိုမင်းတို့တည်င်းသမားတွေဒီကြောင့်ဒီလိုမျိုးတွေဖြစ်နေတာလို့လည်းပြောတယ်နောက်ပြီးကြတော့ဟိုဒီကင်မရာဘယ်သူမှမထုတ်ရဲဘူးဒေတာကန်တရင်တောက်တယ်အောင်ကင်မရာမထုတ်ရဲဘူးဆိုတော့ကျွန်တော်တို့ဘယ်ရောက်နေလဲပေါ့ကျွန်တော်တို့စိတ်ဘူးဆိုတော့ကျွန်တော်တို့ကဘာမှမဖြစ်ဘူးကျွန်တော်တို့ကအင်တာနက်ဆိုင်မှာကျွန်တော်တို့သတင်းတွေတင်နေတယ်ဆိုတော့ဒါကပထမနေ့ညပေါ့အရင်နေ့ည ဆရာဝန်ကမနေ့9နာရီမှာလာပါလောင်းကိုကျမတို့တည်တည်ချာချာကြီးခွင့်ပေးမယ်လုံးခွဲစိတ်မစစ်စေးခင်ပေါ့ဆိုတော့ကျမတို့မနေ့7နာရီကြော်ကြော်လေးရသွားနေတယ်အန်ဒီနော်တို့ကအရှိရာရောက်သွားပြီကျမတို့ကဒုတိယလေးတော့တယ်အဲ့ချိန်မှာအန်ဒီနော်ကိုလူတစုကစကားပြောနေပြီကျမကားပေါ်ကကြီးလိုက်တော့ဒီလူတွေကဘယ်သူတွေမှန်းတော့ကျမမသိဘူးဒါပေမဲ့အန်ဒီနော်ကလာပြောတဲ့အခါကျတော့မော်လမြိုင်ကမြို့မီမြို့ဖားလို့ပြောတယ်တဲ့ ဒီလောင်းကိုဒီမှာပဲတချို့ဘူးသူတို့အကောင်းဆုံးအုတ်ကူလုတ်ချင်းလဲအုတ်ကူဒါမှမဟုတ်အယိုးအိုးဆိုလဲအယိုးအိုးအလူလုတ်ချင်းလဲအလူသူတို့လုတ်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒလိထုံးစံအရာယောနာတယ်တဲခွင်းမပြုတ်နိုင်ဘူးထပ်ပြောတယ်ညကဖုံကြီးတွေပြောတဲ့တိုင်းပဲစကားလုံးအတိအကျပဲမလွဲဘူးအဲ့ဒီအချိန်မှာကျမတို့မွန်မျိုးသားပါတီကလာတော့မွန်မျိုးသားပါတီကလည်းမီဒီယာတွေနဲ့ပြောတယ်မွန်ဒလိထုံးစမ်းမှာမရှိဘူးမွန်ဒလိရလို့ ညဘုံကြီးတွေပြောသွားတဲ့အတွက်ကြောင့်ဒါဟာမွန်လူမျိုးတွေနဲ့တိုက်ပေးချင်းသားဖြစ်တယ်မွန်ဒလိမှာလုံးဝမရှိဘူးအဲ့ဒီဘုံကြီးတွေကလည်းမွန်ဆရာတော်တွေမဟုတ်ဘူးမွန်ဘုံကြီးတွေမဟုတ်ဘူးလို့အဲ့ဒီနိုင်စံလိုင်းဆိုတာဘိုလ်လုံးမှုဆောင်ထဲမှာပါတယ်နိုင်စံလိုင်းကသူအင်တာဗျူးတယ်အဲ့ဒီမှာစရုပ်ထတာသူကထပ်ပေါ်လာတယ်မြစ်တာမြစ်မြစ်တာတော့ကျွန်မမှတ်မိတယ်နောက်ကပါလည်းမသိအဲ့အဖွဲတဲ့သူကနာရေးကူညီမှုအတင်းထောင်ထားပါတယ်တဲ့ဒီမှာပဲတချို့ဘူးသူတို့အကုန်လုတ်ပေးမယ်ဆိုတာအဲ့အဖွဲရလာဒါပြန်တယ် အဲဆိုကျွန်မငါးကထားခံရတယ်ဒီလောက်မတည်ဘူးပေါ့ဆိုတော့ကျွန်မအိမ်မှာအဲ့9နာရီမှာအလောင်းစစ်တဲ့အခါမှာတော့ကျွန်မစစ်စစ်ဆက်ဆက်ကျွန်မကိုယ်တိုင်ကြည့်တယ်ကျွန်မနဲ့အတူတူဆိုအားလုံး6ယောက်9ယောက်လောက်ရှိတာပေါ့နော်သူတို့တွေအားလုံးလည်းဗီဒီယိုမှတ်တမ်းရိုက်တယ်အတန်ရောလူရောရုပ်ရောပါအောင်အဲ့ဓာရီကကျွန်မတို့သိမ်းစီထားတယ်ကျွန်မတို့အတွက်ဒါဟာတရားရုံးမှာတခုခုအထောက်အကူပြုအောင်ကျွန်မတို့ရှီမာတော့မထားတော့ကျွန်မလုံခြုံတဲ့နေရာမှာပဲအားလုံးသိမ်းလိုက်ကြတယ် 6ရက်နေ့နေခင်ပိုင်းမှာဒီတာဝန်ရှိတဲ့ဆရာဝန်တွေကဒီကိုပါကြီးရဲ့ဒီစစ်စစ်ချက်ကိုပေါ့စစ်စစ်ချက်ကိုမိသားစုကိုသူတို့ official သူတို့ပြောမယ်ပေါ့ပြောမယ်ဆိုတော့ကျွန်တော်တို့ကစောင့်နေတယ်ရင်ခွဲယုံနဲ့ကနေပြောအဖွဲလိုက်ထွက်လာတယ်အဲ့ဒီရင်ခွဲယုံအပြင်တကားနဲ့ဟိုတန်စကားကြားထဲမှာပဲဟိုကိုပါကြီးစနီမတ်တန်တာကိုသူတို့ကသူတို့ရဲ့တွေ့ရှိချက်ကိုသူတို့ဆရာဝန်ကဖန်မျိုးနဲ့ဆရာဝန်ကြီးอ่ะပေါ့အဲစေုံစေုံအကြီးကသူက ပြောတယ်ပြောတော့ကျွန်တော်တို့ကမီဒီယာတွေပါအနားမှာရှိနေတယ်ရှိနေတော့ကျွန်တော်တို့ဘာတွေးလိုက်ရလဲဆိုတော့သူ့နောက်မှာပါလာတဲ့လူတွေက9ရက်နေတုန်းကကိုပါကြီးရုပ်အလောင်းဖော်တုန်းကစစ်ဝင်စစ်သားနဲ့စစ်သားတွေဖြစ်နေတာကိုကျွန်တော်တို့ကတွေ့ရဒါမဲ့ဒီနေ့ကျတော့သူကရဲဝင်းနဲ့ဆရာဝင်းရဲ့နောက်မှာလိုက်လာတာပေါ့ကျွန်တော်တို့ကလည်းအကုန်လုံးကိုမှတ်တမ်းလိုက်တင်တယ်ဟိုခံစားမှုတွေမျက်နှာတွေကျွန်တော်တို့ကအကုန်လုံးလိုက်ပြီးတော့မှတ်တမ်းတင်တဲ့အချိန်မှာကျွန်တော်မှတ်မှတ်ရရဖြစ်နေတာပေါ့အဲ့ဒီစစ်သားတွေကလည်းမြင်လိုက်တာနဲ့ထင်းနေနေကျွန်တော်တို့ကအဲ့ဒါ တည်ထားပြီးတော့ကျွန်တော်တို့ကလည်းမှတ်တမ်းတင်နေတယ်အဲကျွန်တော်တို့လိုပဲ86ကကိုညာလင်းတို့အဖွဲ့ကလည်းဒါကိုတည်ထားမိတည်ထားပြီးတော့အဲဒီစစ်စစ်ချက်ကိုဆရာဝန်ကြီးကပြောပြီးတဲ့အချိန်မှာသူပြန်ဖို့လုပ်နေပြီကျွန်တော်တို့မီဒီယာတွေကလည်းအင်တာဗျူးပေးပါဆိုကျွန်တော်ပြောနိုင်တာကတော့ဒါပဲနောက်တရားရုံးကြမှာကျွန်တော်အကုန်အပြည့်စုံပြောမယ်ပြန်ဖို့လုပ်နေတဲ့အချိန်မှာကိုညာလင်းကဟုတ်ပြီဆရာနောက်မှရှိတဲ့ဆရာဝန်နေနဲ့ကျွန်တော်တို့မိတ်ဆက်ပေးပါအောင်သူတို့ဘယ်သူတွေလဲဆိုတော့အဲ့ဒီမှာတင်ဆရာဝန်ကလည်းရုပ်ပြတ်သွားပြီးတော့ဆရာတော့မိတ်ဆက်ပေးပါလားကျွန်တော် ငါရတာဗျာဗျာတာဝတာဝတာချောင်းမို့ရတောင်းချက်ဆက်ရတောင်းချက်ဟုတ်ဟုတ်ပြီနော်ရက်ခက်တေးရောရက်ခက်တေးရောဆေးရောဆေးရောဟုတ်ပါပြီဟုတ်ပါပြီနောက်ပါပြီနောက်ပါပြီမဟုတ်ဘူးအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တို့ကလည်းအကုန်လုံးသူပြောတာနဲ့ကျွန်တော်တို့သိတာနဲ့လွဲနေပြီ။မင်းကသူတို့စိတ်ဝိစစာနဲ့တွေ့တဲ့လူတွေကမော်လမြိုင်စိတ်ဝင်ဆရာဝင်နေအခုဖြစ်နေပြီဆိုတော့အဲ့မှာပဲ88ကကိုညာလင်းတို့ကလည်းဒီဟာကိုဟိုဝိုင်းပြီးတော့ complaint တက်ကြတဲ့အချိန်မှာမှအဲ့ဒီခုနကတော့အရက်ဝင်းနဲ့နောက်မှာရက်နေတဲ့သူတွေကကိုညာလင်းကိုဟို အခန်းထောင်တနေရာကိုခေါ်သွားပြီးတော့ကျွန်တော်တို့ဒီကအဲ့လိုမျိုးပေါ့စစ်သားမင်္ဂလာတုံးကလို့သူတို့ပြောတယ်အဲ့လိုမျိုးမီဒီယာတွေရှင်းမှာတော့ဒီကိစ္စကိုမဖြေရှင်းမှနဲ့ဆိုပြီးတော့သူတို့တောင်းပန်နေဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ဒါတွေကိုရုပ်ရလိုက်တယ်ခဏချက်လို့ကြာလောက်ကပိုစရာတစ်ချက်တော့ကျွန်တော်တို့ဟိုကကြာရင်မိတ်ဆက်ပေးထားတော့ကိုပြင်ရအောင်ကျွန်တော်တို့ဒီမှာဘယ်သူတွေ request ရမှာမသိနေတာပါဘူးတောင်းရတာရှိတယ်ဘယ်လိုလဲ ဟိုဟာဟိုကိုဟိုကိုရတော့မကြည့်ရအောင်မကြည့်အောင်ပုံတော့အဲ့ဒီမှာဒီမှာဒီတက်ကအဲ့ဒါပဲဒီလိုဖြစ်တာနော်တော့တောင်းရပါတော့ဘယ်ကြီးကဒီပေါက်ရ၅၅ခုတွေ့တယ်လို့ပြောတယ်တခုကလေးစီရနေပြီးတော့အနီးကပြစ်တဲ့တန်ရတစ်ချက်နောက်တစ်ခါရင်ပန်းမှာနှစ်ချက်ပေါင်မှာတစ်ချက်ခြေထောက်မှာတစ်ချက်လို့ပြောတယ် ကျွန်မတို့မနက်ကနေပြီးတော့9နာရီခွဲလောက်မှသွားကြည့်တော့ကကြောကုန်းမှာအပေါက်မရှိဘူးထူးကြတာအခုသူပြတော့မှကြောကုန်းမှာ အပေါက်ဆိုတာကိုသူလက်ညှိုးနဲ့ထူးပြတယ်အဲကျွန်မတို့မနက်ကသွားကြည့်တဲ့အချိန်ထိမနက်က9နာရီခွဲလောက်သွားကြည့်တဲ့အချိန်ထိကြောမှာတန်ရမရှိဘူးအဲသူတို့တေချာပြောတဲ့ဟိုအမှတ်ပါလားဆိုသူတို့ပဲတေတေချာချာကျွန်မကိုအမှတ်ပါကျွန်မယောက်ျားခန္ဓာကိုယ်မှာအမှတ်ပါလို့ပေါ့အမှတ်ကြည့်ပြရသေးဆိုပြီးမှကြောကုန်းလှန်ခိုင်းတော့ ရိုးရှိမှာပဲကျောက်ကတော့ဘာတန်းရမှမရှိဘူးနော်ဆိုအမအရပြောခဲ့တယ်ဒါတွေလည်းအမတို့အကုန်လုံးဗီဒီယိုဖိုင်လည်းရှိရအတန်းလည်းဖမ်းလာပေါ့နော်အခုကျတော့သူကလို့ပြောတယ်ဒါမဲ့ဒီလိုဘလို့ပဲပြောပြောခုချိန်နေမှာသူတို့သူဒီဟိုကမှုခွင့်ဆရာအောင်နေပြောတဲ့အချက်ကစစ်တပ်ကထုတ်ပြန်ကြေညာချက်ကိုအထောက်ကူပြုသလိုဖြစ်သွားတာပေါ့နော်ဒါပေမဲ့တခုပဲရှိတာကဟိုခရိုင်ဆရာအောင်ကဒါပေမဲ့ဟိုပါမောက်ခ ဆီယောင်ကလည်းဟိုစိတ်တကူနှစ်ကပါမောက်ခဆီယောင်ကပြောတာကတော့သူကဘာပြောလဲဆိုတော့သူတို့ဒီလိုမဲစီမှာကပ်ပြတဲ့ဒဏ်ရာမျိုးအနီးကပ်ကပ်ပြတဲ့ဒဏ်ရာမျိုးတော့ဒါမျိုးတွေ့ရသူ့ဘဝမှာတွေ့ရခဲတယ်ဒါပရမန်ဆုံးတွေ့ရတယ်လို့သူကပြောတယ်